ညွန်ကြားနေတာမျိုးတွေအဲပြီးရင်အောက်ကိုခိုင်းတာမျိုးတွေပေါ့နော်မလုံးပေးတာမျိုးတွေရှိနေတယ်မိတို့သာနိုင်အောင်တိုက်အနောက်ကနေပြီးတော့စားရေးတောက်ရေးခဲရန်မပူနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လုံနေတယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဒါတတွင်းသတင်းရင်းမြစ်တရားနေပြီးတော့သိရတယ်ပေါ့နော်လာပါ အဲဒီနေ့အဖွင့်လေးကိုတော့ဒါချင်းပြည်နယ်တဲကအောင်ပွဲနဲ့ပတ်သက်လို့ပေါ့နော်စာပြီးတော့ပြောချင်ပါလေအဲဒါဒါတိတိမြို့နယ်တဲကအောင်ပွဲပေါ့နော်ကာကင်းစကန်၃ခုကိုဒလိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တယ်အဲနဲ့ပတ်သက်လို့ကျွန်တော်အဲအဖကတပ်ဖွဲ့နဲ့ဆက်သွယ်မေးမြန်းထားရလည်းရှိတယ်ပေါ့နော်အဲအဲဥစားလေးမပြောခင်ပေါ့နော်ဒါကျွန်တော်ချင်းပြည်နယ်ကဒလိုင်းတပ်ဖွဲ့တွေရဲ့အာစူးစမ်းအထောက်အမှုတွေနဲ့ပတ်သက်လို့ပြောချင်တယ်ပြီးတော့ကျတော့အဲသူတို့ကြွေးကြော်ပြီးလုပ်တဲ့ဟာတွေရှိတယ်အဲကျွန်တော်ဘယ်မှသဘောကျကျွန်တော်တိတိမ်ပေါ့နော်ဖလန်းအောင်မြင်မှုရပြီးပြီဆိုတဲ့အချိန်မှာ အဲတိတိန်နဲ့ပတ်သက်လို့တို့ campaign တွေလုပ်ကြအဲလုပ်ကြတော့တိတိန်မျိုးကိုတိမ့်မှာပေါ့ဗျာတိမ့်မှာဆိုပြီးတော့ဒါပွင့်လင်းလင်း day အဲ့လိုမျိုးကြီးအဲပေါ်ပြပြီးတော့ပေါ့နော် campaign လုပ်တယ်အဲ့ထက်မှာအားရဆုံးကအဲ့ campaign လုပ်တဲ့ theme မှာဒီမြေခွက်ကန်ဆမ်းမဲပါတယ်ပေါ့နော်အဲ့မြေခွက်ကန်ဆမ်းမဲကိုသူကငွေသားနဲ့ထုတ်ယူခြင်းနဲ့ဆိုရင်တိတိန်မျိုးတိမ့်ပြီးတော့3လအကြာမှာဘယ်လောက်ရခိုင်တော့တန်းထုတ်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးညင်ညာတဲ့ဟာပါတယ် အဲကြတော့ဒေးကြီးပေါ့နော်ဒေးကြီးငါတို့ကဒါပြီးရနဲ့ဒီဥစ္စာသိမ်းမယ်ဆိုတဲ့ပုံစံမျိုးကြီးကြီးညာပြီးတော့ကိုချနေတဲ့အဖွဲ့တွေပေါ့နော်တကယ်လဲအားကျုံမှန်တဲ့နဲ့လောက်ကြတယ်ဖလန်းမျိုးသိမ်းတိုက်ပွဲတွေမှာဆိုလဲဒါကျွန်တော်တို့ဒီဒီဖလန်းမှာရှိတဲ့တပ်ဖွဲ့တွေနဲ့အတူတူသွားပြီးတော့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တဲ့ဒါမြေပြန်တပ်ဖွဲ့တွေပြီးရင်ဒါ CB အဖွဲ့လေးပေါ့နော်အဲဒီအဖွဲ့ကြီးနဲ့ပတ်သက်လို့ကျွန်တော် interview တွေလည်းလုပ်ခဲ့ရရှိတော့အဲ့ဒီကနေလည်းတီးရလိမ့်မယ်ပေါ့နော်အဲ့ဒီမှာတကယ်ကိုပဲဒါပေါင်ဝါရဘုံကြီးကျဲချတဲ့အခါမှာမြေအောက်တွေမှာပြီပြီးတော့ပေါ့နော်အဲအဲ့ဒါကိုပဲလုံးဝ အပြုံးဝင်ပြဖဲနဲ့ဆက်လက်ပြီးတိုက်ပွဲဝင်ခဲ့တာတွေအဲဆွလွန်စွန်စားနဲ့တိုက်ပွဲဝင်ခဲ့တာတွေလုံးဝမြေခဲနေရနီးဟိုဒါဖက်ကုတ်ဖက်တက်ပြီးတော့ဗောနော်အဲတကယ်ခက်ခက်ခဲခဲနဲ့စူးစမ်းခဲ့တဲ့ဖြစ်စဉ်ဖြစ်ရက်တွေဗီဒီယိုမှတ်တမ်းတွေကလည်းအများကြီးထွက်လာတာရှိတော့ဘူးအဲကြောင့်ပြောချင်တာမင်းအောင်လံရဲ့စစ်တပ်ကိုစဉ်းစားမိဟာမင်းတို့ကောင်တွေက ဒီလိုမျိုးကြီးကြွေးကြော်ပြီးတိုက်ထားတော့မှမင်းတို့ဘာမှမတက်နိုင်တော့ပါလားဆိုပြီးတော့လေတွေးမိတယ်ဗောနော်အဲ့တော့ဒါမင်းအွန်လိုင်းစစ်တပ်ကတော်တော်ကိုချွတ်ချုံကြနေတဲ့အနေထားဗောနော်အပြီးတော့လေဒါရှေ့မှာကျွန်တော်တို့အဲ့လိုမျိုးကြီးညာပြီးတော့မှတိုက်တဲ့အောင်မြင်ခဲ့တဲ့တိုက်ပွဲတွေဒါကျွန်တော်ဗိုဒါဘောနဲ့အင်တာဗျူးတဲ့ချိန်မှာလေဒါဗိုဒါဘောပြောပြဘူးလားရှိတယ်ဗောနော်ဒီတကန်းကြီးတော်တိုက်ပွဲမှာ viewer mood စီကိုသူဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မင်းတို့ဘယ်နည်းရဲ့အချိန်ပေးမလဲအဲ့အတော့အတွက်မှာအမျိုးသမီးနဲ့ကလေးတငယ်တွေဗောနော်ဒါတွေအကုန်လုံးကိုဒီအဝန်းဝိုင်းနေရနေပြီးတော့ဖယ်ရှားပေးပါအဲထွက်ခွာခွင့်ပေးမယ် ါမျိုးပုံစံမျိုးဒါစိန်ခေါ်တာပေါ့နော်စိန်ခေါ်ပြီးတော့ဒိုက်တာပေါ့ပြောရမယ်ဆိုရင်တော့မင်းတို့ဒီကလေးတွေအမျိုးသမီးတွေကဘာမှမဆိုင်ဘူးအဲ့တော့မင်းတို့ငါတို့ယောက်ျားချင်းချမယ်အဲ့ဒါကြောင့်အဲ့အဖွဲ့တွေကိုမင်းတို့ဖယ်ပေးပါဖယ်ခိုင်းပေးပါငါတို့ထွက်ခွင့်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောပြီးတော့မှကြိတ်ခဲ့တာပေါ့နော်အဲ့အဲ့ဥစ္စာတွေဆိုလည်းအောင်မြင်မှုရခဲ့အခုချိန်ထိသူတို့ပြန်ပြီးတော့ဒီနေရာကိုပြန်ရယူဖို့မဖြစ်နိုင်သေးဘူးပေါ့နော်ဘလို့မှလည်းဖြစ်နိုင်ကြအကြောင်းမရှိတော့ဘူး လုံးဝကိုကြိမ်မွသွားပြီပေါ့နော်အခုလဲဒါချင်းတပ်ဖွဲ့တွေကအခုအဲ့လိုပုံစံမျိုးပဲပေါ့နော်လက်ရှိမှာလဲဒါအခုဆိုလဲချင်းတော်လိုင်းတပ်ဖွဲ့တွေကတီးတိမ်မြို့နယ်တွေကပေါ့နော်ဒီနောက်ထပ်စကန်3ခုကိုသိမ်းပိုက်ရရှိတယ်အဲ့ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်မေးမြန်းကြည့်တဲ့အခါကျတော့ဘာသိရလဲဆိုတော့သူကကလေးဘက်ကနေလာတဲ့စစ်ကြောင်းပေါ့နော်အဲ့ဒီစစ်ကြောင်းကအခုအောင်စရာဖြစ်တယ်လို့မျိုးဖြစ်နေတာသူကကလေးကနေပြီးတော့ဒီနေရာကိုရောက်ဖို့အတွက်ကိုသူတို့တွေတိုးလာတာဟုတ်လွန်ခဲ့တဲ့ရက်ပိုင်း ကြော်ကြော်လောက်ကနေတိုးလာတယ်ဗောနော်အဲ့မှာလွန်ခဲ့တဲ့၄ရက်လောက်ကနေကတိုက်ပွဲတွေစတိုက်ဖြစ်နေရရှိတယ်အဲ့အဲ့မှာနေမဲ့သူတို့စစ်ကြောင်းရန်တန့်ပြီးရောဗောနော်အဲ့စစ်ကြောင်းကနေမှာဒါသူကထုံနှုတ်ပြီးတော့ဒီဒီရွာတွေမှာဒီအခုတင်းလိုက်တဲ့စခန်းတွေကိုသူကယာယီပုံစံမျိုးနဲ့အခြေချထားတဲ့နေရာဗောနော်အဲ့တော့အဲ့နေရာကဘာကြောင့်သူတို့တို့အရေးကြီးလဲဆိုတော့သူကအဲ့အဲ့နေရာကနေပြီးတော့တီးတိမ်ကိုလည်းသွားလို့ရတယ်ဖလန်းကိုလည်းသွားလို့ရတယ်ဟာခါကိုလည်းသွားလို့ရတယ်ပြီးရင်နေဆက် အဲထွက်ပေါက်အနေနဲ့လည်းသွားလို့ရတယ်ပေါ့နော်အဲ့တော့အရေးကြီးတဲ့အချက်အချာကြတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်သူတို့အသေးအံရယူဖို့စ조사တယ်ဒါပေမဲ့ဒါချင်းတော်လိုင်းတပ်ဖွဲ့တွေကအခုချိန်မှာတားဆီးထားတယ်တားဆီးထားတဲ့အပြင်မှာခုနကလိုစခန်းတွေပါတက်သိမ်းပြီးတော့လက်နက်ခဲယမ်းတွေရတယ်စစ်သားအလောင်း15လောက်လောက်လည်းရတယ်ပေါ့နော်အဲတင်းစီရမိတဲ့လက်နက်ခဲယမ်းတွေထဲမှာကြည့်မယ်ဆိုရင်လက်နက်ကြီးတွေလည်းပါတယ်စနိုက်ပါတွေလည်းပါတယ်အခြားလက်နက်ငယ်တွေလည်းပါတယ်ဆိုတော့ဒါအောင်မြင်မှုရတယ်ပေါ့ဗျာအဲပြောမယ်ဆိုရင်ဒီနေရာကနေပြီးတော့သူတို့တဆင့်တက်ဖို့လာတဲ့ဟာကသူတို့မှရည်ရွယ်ချက်ရှိကောင်းရှိမယ်ဘာလို့လဲဆိုတော့ ဒီချင်းသွလိုင်းရဲ့တပ်ဖွဲ့တွေကကြွေးကြော်ထားတာတီးတိမ်ကိုပြင်းမယ်ဆိုရင်ကြွေးကြော်ထားအဲ့တော့ကြောင့်တီးတိမ်ကိုအင်အားဖြည့်ဖို့သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်နောက်တစ်ခုကဖလန်းဖလန်းကိုပြန်ရဖို့အတွက်ကြိုးစားရလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဘာလို့လဲဆိုတော့မင်းအွန်လိုင်းကအခုနောက်ပိုင်းမှာသူကဒီဆုံးရှုံးသွားတဲ့မြို့တွေအဲဆုံးရှုံးသွားတဲ့နေမြေတွေအဲ့အရာတွေကို အမြန်ဆုံးအရယူဖို့ကြိုးစားပါဆိုတဲ့ပုံစံမျိုးနဲ့ညွှန်ကြားချက်တွေပေးလာရရှိတယ်။မလုံးပေးပြီးခိုင်းစေတာမျိုးရရှိတယ်။ဒီနေရာတွေရမှပဲအဲသူကခုနလိုရွေးကောက်ပွဲအောင်မြင်အောင်လုပ်နိုင်မယ်လို့ယုံကြည်နေတာမျိုးလည်းရှိကောင်းရှိမယ်ပေါ့နော်။အဲကြတော့ဒီ plan ကိုထပ်ပြီးတော့တို့တွေအင်အားထပ်တိုးပြီးတော့ဒါခုနလိုဒီနေရာတွေပြန်ရယူဖို့ကြိုးစားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။နောက်တစ်ခုကဟာခါပေါ့နော်။ဟာခါကလည်းဒါတိုက်မယ်ဆိုရင်တော်လိုင်းတက်ဖွဲ့တိုက်ရမယ်နေရာတစ်ခုပေါ့။အဲတော့ကြာအဲ့နေရာမှာလည်းတို့အင်အားဖြစ်တင်းကျင်တာမျိုးလည်းရှိကောင်းရှိမယ်။အဲကြဒီလိုမျိုးအစုံဖြစ်နေတဲ့နေရာကြီးကို သူတို့ထိန်းချုပ်ဖို့အတွက်တက်လာတဲ့စစ်ကြောင်းကအခုဆိုရင်တန့်နေတယ်ဗောနော်တန့်နေတယ်တိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လေကြောင်းပစ်ကူတွေသူတို့ပေးတယ်အဲတောက်လျှောက်စစ်ရင်အားတွေအဲတိုးချစ်တာမျိုးတွေရှိတယ်ဗောနော်အဲအဲ့တော့ကျတော့ဒီဒီလိုမျိုးစစ်ကောင်စီကိုဟန်တားနေတဲ့တိုက်ပွဲဝင်နေတဲ့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကဘယ်လောက်ထိစိတ်ရပြင်းထန်တယ်လဲစိတ်တက်တက်ကြွတယ်လဲဆိုတဲ့ဟာမျိုးတွေကအဲကျွန်တော်ဒီကင်းဒီကိုသွားတဲ့ချိန်မှာဒီဇိုလန်းကပေါ့နော် BDS ဇိုလန်းကဆီယမတယောက်လည်းပါတယ်အဲဆီယမနဲ့ကျွန်တော်ဒါမေးပြတဲ့ခါတွေမှာအဲဆီယမကိုယ်တိုင်ကလည်းမြေပြင်မှာဒါစစ်တင်တဲ့ စင်ထားပြီးသားတယောက်ပေါ့နော်စစ်တင်တက်ထားပြီးသားအဲတပ်ဖွဲ့ဝင်တယောက်ပေါ့နော်အဲကြောင့်သူတို့အမျိုးသမီးပေါ့နော်အမျိုးသမီးအဲအဲ့မှာသူတို့တင်တန်းဘလောက်ထိကြမ်းတမ်းလဲဆိုတဲ့ဟာမျိုးတွေပြောပြတယ်လုံးဝပေါ့နော်ဒါနီးပြားတွေကဘလောက်ထိပြင်းပြင်းထန်ထန်လေ့ကျင့်ပေးသလဲဆိုတဲ့ဟာမျိုးတွေပြောပြတယ်ပေါ့နော်အမျိုးသမီးမဟုတ်လို့အမျိုးသားမဟုတ်လို့အဲ့လိုမျိုးခွဲခြားပြီးဆက်ဆံတာတွေလျှော့တာပေါ့တာမျိုးတွေလုံးဝမရှိဘူးတသက်မှတ်သေးပဲပေါ့နော်လုံးဝအပြစ်အဝါကိုတင်ကြားပေးတဲ့ပုံစံမျိုးတွေအဲ့ဒါတော့အရခတက်တော့ A ရနေပြီးတော့ လာပြီးတင်ကြပြီးတဲ့တင်တန်းနီးပြတွေပေါ့နော်တကယ်ကျမ်းတယ်ဆိုရဟာမျိုးပဲကြားရတယ်ပြီးတော့အဲ့ဒီတင်တန်းကိုစတက်ပြီးတော့ဒါလုံးဝလောက်ရတဲ့ချိန်မှာအခက်ခဲတွေအများကြီးတို့ကြော်ဖြတ်ရတယ်အဲဒါမဲ့အဲ့ဒီတင်တန်းပြီးသွားပြီဆိုတဲ့ချိန်မှာကိုယ့်ကိုယုံကြည်မှုတွေရံပြင်းထန်တယ်ပေါ့နော်အဲ့တော့ဖလန်းတိုက်ပွဲမှာလည်းဒီလိုပုံစံမျိုးပဲရိတ်ချင်း CB ရအဖွဲတွေပေါ့နော်ဘလောက်ထိအမိတ်နာခံမှုကောင်းလဲဆိုတော့လုံးဝတလက်မရရင်တလက်မတိုးတာအဲ့ရန်သူနယ်မြေတွေကိုတိုးတာတိုးတာ လုံးဝစကားပြောသားနေရစကြားနေတာပြစ်ချင်ပြစ်လို့ရတယ်ဗျာဒါပေမဲ့သူတို့ရဲ့အမိတ်နာခံမှုဘယ်တော့ကောင်းလဲဆိုတော့နေအောင်နေထားအောင်အဲအဲ့လိုပုံစံမျိုးနဲ့ရောက်အောင်တိုး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 ပြီးတော့မှလုံးဝအနီးကပ်တွေပြင်းရတဲ့နေထားပေါ့နော်အဲ့လိုနေထားမျိုးတွေမှာလင်းဘုံလာကျဲတာတွေရှိတယ်အတောင်တောင်ဆိုရင်တော့ဒီလောက်ထိပြင်းပြင်းထန်ထန်ဘုံအချင်းချင်းထောင်းနေချီတဲ့ကျဲချခံရတဲ့အချိန်မှာအဲ့လိုအချိန်တွေမျိုးတွေမှာအကုန်လုံးကပြန်ဆုတ်တာမျိုးတွေအထိနာသွားတဲ့အချိန်မှာပြန်ဆုတ်ခွာတာမျိုးတွေလောက်ကောင်းလုံနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့တပ်ဖွဲ့တွေကလုံးဝပြန်မဆုတ်ဘူး အဲ့လောက်အထိကိုအမေနာခံကောင်းတယ်ပေါ့နော်အဲပြီးတော့ကျတော့အဲ့လိုမျိုးပေါ့သူတို့ရှေ့မှာဂျုံခဲ့ရတဲ့တချို့ဖြစ်စဉ်တွေဆိုရင်အဲ့လိုပဲဒီအာခတ်တော်ဘက်ကတက်ဖွဲ့တွေရပါပေါ့နော်ချိုးတိုက်ပွဲတွေမှာဆိုရင်လက်ကနေဆွဲပြီးတော့ကိုအဲ့လိုခေါ်ပြီးတက်ချသွားတာပေါ့နော်ဒီတိုက်တိုက်ပွဲနေမြေတဲကိုအဲ့လိုမျိုးကိုခေါ်ပြီးတက်ချသွားအဲ့အောင်ကြောင်နေလိုက်ခဲ့ဝုန်းလိုက်ဆိုအဲ့လိုမျိုးချတော့ပါအဲ့ဟာမျိုးတွေကစာကြုံတွေတီးရတော့ဒါဩနာမဟာမိတ်အနေနဲ့ဆိုရင်အာဂတ်တော်အေကလည်းတကယ်ကိုစိတ်နှစ်ကိုနှစ်ပြီးတော့ အပူပေါင်းလှုပ်ဆောင်ပေးတာတွေ၊ကူညီပေးတာတွေ၊ဖေးမပေးတာတွေအများကြီးရှိပါလားဆိုပြီးတော့သူတို့ပြောပြတဲ့အခါမှာသိရတယ်ပေါ့နော်။အဲနောက်တစ်ခါဒါသူတို့ဆိုရင်ပြောပြတယ်ကိုကို main လေးမန်းတော့မေ့သွားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ယောက်ျားရင်းနဲ့တန်းတူလှုပ်ဆောင်ရတဲ့အခါမှာသူတို့ဒီမခုမကပ်ပဲလှုပ်နိုင်အောင်ပေါ့နော်။ပြီးရင်ခုနလိုတန်းတူဆက်ဆံတာမျိုးတွေမခွဲခြားပဲဆက်ဆံတာမျိုးတွေပြီးရင်လုံးဝ short ပေါ့ပေးတာမရှိဘဲနဲ့တန်းတူပဲအဲလှုပ်ဆောင်ရတဲ့ဟာမျိုးတွေပေါ့နော်။အဲ့ဒီအပိုင်းတွေပြီးသွားတဲ့အခါမှာသူတို့တွေအကုန်လုံးကဒါဆေးရတက်ကြွရဲဆိုတဲ့ပုံစံမျိုးတွေမြင်ရ။အဲကြောင့်ဒီတက်ဖွဲ့တွေနဲ့ခုနလို့ တက်ကြီးရွယ်အိုတွေစုဖွဲ့ပြီးလာတဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့တွေပေါ့နော်စစ်ကောင်စီရဲ့စစ်သားတွေပြီးရင်ပေါ်တာဆွဲပြီးတော့ခြေတန်းပုတ်ခံရတဲ့စစ်ကောင်စီရဲ့စစ်သားတွေနဲ့ပေါ့နော်ဘလိုမျိုးရင်ဆိုင်ကြမလဲဆိုတော့တကယ်စိတ်ဝင်စားစရာကောင်းပါလေပြီးတော့ဒါချင်းတလင်းတက်ဖွဲ့တွေကလည်းတကယ်ကိုကြွကြော်ထားတဲ့အတိုင်းလုပ်ပြနိုင်မလားဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်တကယ်ဖြစ်လဲဖြစ်လာပါလိမ့်မယ်စစ်ကောင်စီဘက်ကတခုတော့ရှိရပါဘောစစ်ကောင်စီဘက်ကကြတော့ငွေကြေးလက်နက်ခဲယမ်းလေးချောင်းရေချောင်းဒါမျိုးပြစ်ကူတွေကဆက်အားလုံးပြည့်ပြည့်စုံဖြစ်နေတဲ့အတွက် ခက်ခဲတော့ရှိတယ်။ဘေးဆက်ရင်းနှီးရမှာလည်းရှိတယ်။ဒါပေမဲ့အဲဥစ္စာတွေရှိလို့ဆိုပြီးတော့နောက်တွန့်သွားမဲ့ပုံစံမျိုးကိုကျွန်တော်လုံးဝမတွေ့ရဘူး။အဲ့လိုမျိုးဟာတွေကိုရင်ဆိုင်နိုင်မှုအတွက်ကိုသူတို့တွေစုဖွဲ့တဲ့လေ့ကျင့်တဲ့ပြင်ဆင်တဲ့ဖြစ်တင်တဲ့ဒါမျိုးပုံစံတွေပဲလုပ်နေတာတွေ့ရတဲ့အတွက်ပေါ့နော်။တကယ်အောင်မြင်မှုတွေရမယ်လို့လည်းကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းကပေါ့နော်။သူဆုံရှုံသွားတဲ့နေမြေတွေပြန်ပြီးတော့အရယူဖို့ကြိုးစားတဲ့အထင်းမှာ ဒီ last show ကိစ္စကလည်းမဖြစ်မနေပြောရမယ်ဟာပေါ့နော်အဲ့ဒါဒါ last show ဆိုရင်လည်းတို့အင်အားတွေကန့်သက်ထားတယ်ဘယ်လောက်ပဲစောင့်ကြည့်ထားပါစေဘယ်လောက်ပဲကန့်သက်ထားပါစေတို့ထပ်ပြီးတော့အင်အားဖြည့်တင်းနေရမျိုးရှိလာတယ်ရမခါကြီးကြသွားတယ်ပေါ့နော်ရမခါကြီး last show ရမခါကြီးကြသွားတယ်ဌာနချုပ်ကြီးကြသွားတယ်ဆိုတော့မှပဲသူကတိုင်းတက်ငားရင်နဲ့ဒါလယုံတက်တွေကိုပြန်ပြီးတော့အခြေဆိုင်ဖို့လုပ်နေရမျိုးရှိလာတယ် သူကသူပြန်ပြန်လဲပြီးတော့တိဆောက်ရေးတွေဘလောက်ပဲလောက်ရမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့သူတို့လောက်ရမဲ့ဟာကိုတော့သူတို့ဇက်တိုက်ခိုင်းနေတာတွေတွေ့ရတယ်လုံနေတာတွေလည်းမြင်ရတယ်ပေါ့နော်ပြီးတော့စာကားဆက်ခွန်နဲ့ဒါအမြောက်တန်ချက်ကလက်ယုံတက်ဖွဲ့တွေပါထတ်တိုးပြီးတော့အင်အားဖြည့်ဖို့ကြိုးစားလာတဲ့အခါအင်အားက2000ကျော်နီးပါးအထိရှိလာပြီဆိုပြီးတော့ဒါသတင်းတွေမှာလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါလက်ရှိရမခအစ်စ်ပေါ့အဲရမခဒီရမခအစ်စ်ကိုကြတော့တန်ရမ်းမှာသူတို့အခြေစိုက်ပြီးတော့နောင်ချိုထိုးစစ်ကိုသူတို့ကုတ်ခဲနေတယ် အဲ့တော့ပြောချင်တာဗျဒီနေရာကြီးကြာသွားပြီဆိုပေမဲ့လည်းတို့ကတခြားတနေရာမှာဒီနေရာပုံစံမျိုးပဲဌာနချုပ်အစ်စ်တခုတို့ပြန်ပြီးတည်ဆောက်တယ်အပြီးရနဲ့ခုနလိုတို့ရဲ့ထိုးစစ်တွေကိုဆက်ပြီးတော့ကိုကဲနိုင်ဖို့အတွက်ကိုစူးစမ်းနေလုံးပဲပေါ့နော်အဲ့တော့ဒီနေရာကိုဒါပေးလိုက်ရပြီဆိုတဲ့နောက်ပိုင်းမှာတို့ဘာတွေလှုပ်လာသလဲဆိုတဲ့ဟောင်းကိုမြင်အောင်လို့ဒါကျွန်တော်ခုလိုမျိုးပြောပြပေးရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရပြီးသားနေမီတွေကိုဒီလိုမျိုးသာပြန်ပြီးတော့ပေးရမယ်ဆိုရင်အဲခုနလိုဖိအားတွေပေါ့နော် အဲသူက MNDA နဲ့သူကဒီလိုမျိုးပုံစံမျိုးလှုပ်လိုက်ပြီးရဲ့နောက်မှာအခု TNL တိမ့်ပတ်ထားတဲ့နေရာတွေကိုဖိအားပေးဖို့စူးစမ်းလာနေပြီပြီးရင်ထိုးစစ်တွေပြင်းပြင်းထန်ထန်လှုပ်ဆောင်လာနေတယ်ပြီးရင်ဒေသခံတွေပေါ်မှာပုံကျဲတိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်လာနေတယ်ပေါ့နော်အဲ့တော့ပိတ်ဆို့မှုတွေတားဆီးမှုတွေလည်းဇက်တိုက်ရှိနေတာဖြစ်တဲ့အတွက်အခက်အခဲတွေတော့အများကြီးရှိလာတယ်ပေါ့နော်အဲ့ကြတော့ခေါင်းလေးဝင်ပြစေကိုယ်လေးဝင်ပြစေနဲ့နောက်ဆုံးတော့ဒီလိုပုံစံမျိုးတွေလှုပ်လာတာကိုသိစေချင်တာပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်တက်တွင်းတရင်ကနေပြီးတော့သိရတဲ့ဟာရှိပါလေအဲ့ဒါဘာလဲဆိုတော့တက်တွင်းမှာပေါ့နော် ဒါဆိုးဝင်းကပေါ့เนาะကြောက်ဖြူမကြဖို့အတွက်ပြီးရင်ကြောက်ဖြူရဲ့ဆုံးရှုံးထားတဲ့နေရာတွေနေမြေတွေကိုပြန်ပြီးတော့အရယူနိုင်ဖို့အတွက်ကိုသူကစာက14စာက18ပြီးရင်တမ11တမ66တမ88ပေါ့เนาะအဲအဲ့ဒီကနေပြီးတော့သူကထုံနှုတ်စစ်ကြောင်းနေထုံနှုတ်အင်အားတွေပေါ့ဗျာဘာလို့လဲဆိုတော့ဒီအင်အားတွေအကုန်လုံးကဒါတမတွေအကုန်လုံးကအင်အားအပြည့်မရှိတော့ဘူးဘာလို့လဲဆိုတော့ တို့စစ်စင်ရင်ထွက်နေရတဲ့နေရာတွေကနိုင်ငံအမှန်မှာဖြစ်နေတာပေါ့အဲ့ရှစ်ရှစ်တော့ဘာလို့လဲဟုတ်လားမဘကဘက်မှာတို့ထိုးနေရရှိတော့အဲ့ဒီကနေပြီးတော့သူထုံထုံအင်အားတွေပေါ့နော်ဟိုရင်ကလည်းလောက်တာလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့တမန်တမန်မှာတုံးပြူဟာရှိတယ်ဆိုရင် W ဟာကိုဆွဲထုတ်ပြီးတော့အခြားနေရာကိုပို့တာမျိုးတွေတင်းရင်တင်းရင်နဲ့ဆွဲထုတ်ပြီးတော့ပို့တာမျိုးတွေရှိလာတယ်ဆိုတော့အခုလည်းအဲ့လိုပုံစံမျိုးတွေတို့လောက်လာတယ်ပေါ့နော်ကိုကဲမှုကတော့တို့အတွက်တော်တော်လေးခက်ခဲရင်ဆိုင်ရမယ့်ပုံစံမျိုးဒါပေမဲ့လည်း အဲသူတို့အနေနဲ့တနိုင်ငံလုံးအနှံ့ဖြတ်ကျက်ပြီးတော့အမေဘေးကိုကဲမှုစနစ်လုံထတာဖြစ်တဲ့အတွက်သူကတော့ဆွဲထုတ်ပြီးတော့ခိုင်းနေုံမှာပဲပေါ့နော်အဲကြတော့ခုနကလိုတက်မတွေကနေပြီးတော့သူကထုံထုံအင်အားတွေထုတ်တယ်အဲ့ဒီအင်အားတွေကိုသူကတတဦးရဲ့မိထီလာရဲ့အဲ့ဒီလီတက်တွေကိုပို့ပို့ပြီးတာနဲ့သူကကြောက်ဖြူကိုပြန်ထိုးနိုင်ဖို့အတွက်ကိုသူကတောင်ရှည်တောင်နဲ့ကြောက်တလုံးဖျားမှာစုဖွဲ့ပြီးတော့ကြောက်ဖြူကိုပြန်ထိုးဖို့အတွက်ပြင်ဆင်ခိုင်းထားတယ်ဒါဆိုဝင်းကိုလည်းညွှန်ကြားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကလည်းဒါရှေ့မှာပြောခဲ့သလိုပါပဲ သူဆုံးရှုံးသွားတဲ့နေမြေတွေကိုအသေးအတန်ရယူဖို့စူးစမ်းနေတဲ့ထဲမှာဒီကြောက်ဖြူကလည်းပါတယ်ဗောနော်ပြီးရင်မကြဖို့အတွက်စူးစမ်းနေတဲ့ထဲမှာစစ်တွေလည်းပါတယ်မန်အောင်လည်းပါတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီကောင်နေဘက်ကတော့အသေးအတန်ပုံစံမျိုးခုရဲ့ထဲမှာလုံနေတာတွေတွေ့ရတယ်အဲနောက်တစ်ခုကဒီခုဒါကင်နီဘက်မှာဆိုရင်ဘောလခဲမူပြဲဖဲကုန်စတဲ့နေရာတွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်ကိုအပြင်းထန်စူးစမ်းဖို့ဆိုပြီးတော့ညွှန်ကြားချက်တွေပေးနေတာမျိုးတွေလည်းရှိလာတယ်ပြီးတော့လိုအပ်တဲ့လေကြောင်းပစ်ကူကိုဇက်တိုက်ပေးမယ်ဆိုပြီးတော့ပြောတာမျိုးတွေဗောနော် အဲအောက်ကအဖွဲတွေစိတ်သက်ကြနေတာကိုစိတ်သက်မြင့်တင်ပေးဖို့ပြောတာမျိုးတွေလည်းရှိတယ်အဲအချို့နေရာတွေမှာပစ္စည်းတုပ်တွေချပေးဖို့အတွက်ကအစလိုအပ်ရင်လိုအပ်သလိုပေးမယ်ဆိုတဲ့ပုံစံမျိုးတွေညွန်ကြားနေတာမျိုးတွေအဲပြီးရင်အောက်ကိုခိုင်းတာမျိုးတွေပေါ့နော်မလုံးပေးတာမျိုးတွေရှိနေတယ်မင်းတို့သာနိုင်အောင်တိုက်အနောက်ကနေပြီးတော့စားရေးတောက်ရေးခဲရန်မပူနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လုံနေတယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်ဒါ တဲ့တွင်သတင်းရင်းမြစ်တရားနေပြီးတော့သိရတယ်ပေါ့နော်။အဲဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီကောင်နေဘက်ကတော့ဇက်တိုက်စင်စမ်းမပြတ်သူတို့လောက်ရမယ့်အလုပ်တွေကိုလုပ်နေတယ်။အဲကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့လောက်ရမယ့်အလုပ်တွေကိုဇက်တိုက်စင်စမ်းမပြတ်လုပ်ဖို့လိုတယ်ပေါ့နော်။အဲစစ်ကောင်စီကသူ့အောက်ကကောင်တွေဘလောက်ပဲဒုက္ခတွေများနေနေဘလောက်ပဲခက်ခဲနေနေသူကအကြောက်တရားနဲ့အုပ်ချုပ်တာဖြစ်တဲ့အတွက်အောက်ကကောင်တွေကခိုင်းသမျှဟာအကုန်လုံးကိုမဖြစ်မနေသူကကြိုက်ကြိုက်မကြိုက်ကြိုက်လုပ်ရတယ်။အဲဘလိုပဲဖြစ်ဖြစ်သူကအဲ့လိုလုပ်ရပြီဆိုနေကတနေ့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 သူကခီးရောက်တယ်ပေါ့နော်။အဲကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေရောတော်လန်ပြည်သူတွေအနေနဲ့ကရော ဒီလိုဟာမျိုးတွေကိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကလည်းလုံးဝအာရှော်လို့မရဘူး။ကျွန်တော်ရဲ့တော်လိုင်းတပ်ဖွဲ့တွေကမြေပြင်မှာတကယ်ကိုပဲပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေကြတာရှိတယ်။အပြင်းထန်ဒါခုနလိုပေါ့နော်။ဟိုနေမြေတွေကိုတိမ့်ပိုက်နိုင်ဖို့အတွက်ကိုစူးစမ်းနေကြတာရှိတယ်။ရှိရောကြဒီတပ်ဖွဲ့တွေရဲ့နောက်မှာကျွန်တော်ပြည်သူတွေ အင်ပြည့်အားပြည့်နဲ့တက်နိုင်တဲ့အရာတွေကိုပါဝင်ပေးကြဖို့လိုတယ်။တကယ်ကိုအရေးကြီးကာလဖြစ်လာပြီဖြစ်တဲ့အတွက်ပေါ့နော်။လုံးဝအဆုံးအဖြတ်တွေဖြစ်လာနိုင်တဲ့တိုက်ပွဲတွေကအများကြီးဖြစ်လာပြီ။ပြီးတော့ကြတော့ဒါကျွန်တော်စုစည်းညီညွတ်မှုတွေပို့ပြီးတော့မြင်ရဖို့အတွက်ကိုလည်းတိုက်တွန်းပေးကြစေချင်တယ်။ဦးဆောင်တဲ့သူတွေအနေနဲ့လည်းဒါတွေကိုခေါင်းထဲမှာထည့်ပြီးတော့စဉ်းစားစေချင်တယ်ဆိုတာကိုလည်းကျွန်တော်ဒီနေရာနေအကြံပြုချင်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းမယ်ဆိုရင်ဒီလိုပဲအောင်မြင်မှုတွေစက်တက်ရမယ်လို့ဒီနေရာနေပြောချင်ပါပဲဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။